စင်ကာပူဖိတ်ခေါ်ပြိုင်ပွဲမှာမြန်မာပြည်ခုံပြည်အဖွဲ့ကနှစ်ရက်တွင်ရှင်းတစိလေးကိုစုခုအမျိုးသားမီတာရှင်းအပြိုင်ပွဲမှာရရှိခဲ့တဲ့ရွှေတစိမှာ32ကြိမ်မြောက်စီကိတ်စံကြိမ်ထက်တာလွန်ကောင်းမွန်အားလုံးပဲမင်္ဂလာပါ MSN.news channel ကနေကြိုဆိုပါရစေ85ကြိမ်မြောက်စင်ကာပူဖိတ်ခေါ်ပြိုင်ပွဲမှာမြန်မာပြည်ခုံပြည်အဖွဲ့ကပြိုင်ပွဲကာလနှစ်ရက်တွင်ရွှေတစိလေးကိုစုခုပြီးအမျိုးသားမီတာရှင်းအပြိုင်ပွဲမှာရရှိခဲ့တဲ့ ရွှေတစိမ့်မှာ32ကြိမ်မြောက်စီကိတ်ဆန်ကြိမ်နဲ့တန်လွန်ကောင်းမွန်ခဲ့လို့မြန်မာနိုင်ငံပြည်ခုံပြည်ဖွဲ့ချုပ်ကနေသိရပါဗျ။2025ခုနှစ်ဧပြီလ24-25ရက်မှာစင်ကာပူစကောဟတ်မှာကျင်းပတဲ့65ကြိမ်မြောက်စင်ကာပူဖိတ်ကော်ပြိုင်ပွဲရဲ့24ရက်နေ့ပွဲစဉ်တွေမှာပါဝင်ရှင်ပြိုင်ကြတဲ့မြန်မာပြည်ခုံပြားကစားအဖွဲ့မှအမျိုးသမီးကျိုးတက်တန်လုံးပြင်မှာတတဲမိုးမှရှင်တစိမ့်အား58.38မီတာဖြင့်၎င်းအမျိုးသမီး100မီတာလမ်းလျှောက်ပြိုင်ပွဲမှာဝင်းဝင်းခိုင်မှရှင်တစိမ့်အား59.3 55ဖြစ်၎င်းအမျိုးသား1000မီတာလမ်းလျှောက်ပြိုင်ပွဲမှာတန့်စီအောင်မရွှေတစိအာ5036.71ဖြစ်၎င်းဆုံးခွင့်ခဲ့ခြင်းဖြစ်ပါတယ်တော်တူယနေ့ဧပြီလ25ရက်နေ့မှာရှင်ပြိုင်တဲ့အမျိုးသားမီတာရှင်ပြိုင်ပွဲမှာမြန်မာတာလက်အပြေးသမားဟိန်ထဲအောင်မှာရွှေတစိစုကိုရရှိပြီးစံချိန်အဖြစ်30နှစ်စက္ကန့်စီကိန်းရဲ့ရွှေစံချိန် တက်သားလုံးကောင်းမွန်စွာဆုကိုရရှိသဖြင့်မြန်မာနိုင်ငံပြည်ခုံပြည်အဖွဲ့ချုပ်မှချီးကျူးကုန်ပြုထားပါတယ်။ရှင်းစံအချိန်ပြောင်းစင်ကာပူဖိတ်ခေါ်ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်နိုင်ရန်အတွက်မြန်မာနိုင်ငံပြည်ခုံပြည်အဖွဲ့ချုပ်မှအထွေထွေတွင်ရမှုဦးကျော်ထူအောင်ဦးဆောင်ပြီးဦးတင်ဝင်းဤပြနှင့်အကစားသမားတွေဖြစ်တဲ့ဟိန်ထန်အောင်မီတာရှင်အောင်တန့်စင်အောင် 30ကီလိုမီတာလမ်းလျှောင်းဝင်းဝင်းခိုင်30ကီလိုမီတာလမ်းလျှောင်းနဲ့သွက်သွဲမိုးကြိုတက်တန်လုံးပြတို့သောထွက်ခွာရှင်ပြိုင်ကဲခြင်းဖြစ်သည့်ဖြင့်ပဝင်းသူကစားသမားအလုံးကကဏ္ဍတီတီမှရွှေတစိတ်စုံကုန်ခဲ့ကြခြင်းလည်းဖြစ်ပါတယ်။အစောနေ့ကျွရှင်နာဆင်ပြရပြိတာအလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ like ခံ like ခံ subscribe လေးလုပ်ပေးကြပါရှင်။